စိတ်ပင်ပန်းလူပင်ပန်းတော့မဖြစ်ပါဘူးကျွန်တော်တို့ကကျင်းနေတယ်ကျွန်တော်ရှေ့မှာတော့အခုကျွန်တော်အသက်အရွယ်အခုရောက်နေတဲ့အသက်အရွယ်အထိကျွန်တော်ရှေ့မှာနေခဲ့တော့ကကိုလိုဘားနဲ့ကိုပဲနေခဲ့ကြတာဗျာငါတို့ဗာပြစ်ချင်တယ်ငါအောင်မြင်ချင်တယ်ငါပတ်စံရှိချင်တယ်ဒါမျိုးတွေနဲ့ပဲကျွန်တော်နေခဲ့တာအဲ့နှစ်တွေအကုန်လုံးတည်းဆိုင်အခုသွားခဲ့တဲ့ရှေ့ရသွားခဲ့တဲ့ကိုရက်ကကျွန်တော်တန်ဖိုးရှိရလို့ကျွန်တော်ခံစားရတယ်မင်္ဂလာပါခင်ဗျာ ဟုတ်လူတဲ့အခါမှာစိတ်မကောင်းဖြစ်တယ်ဆိုတာကျွန်တော်တို့သွားကြတဲ့ကကျွန်တော်တို့ထိလက်မှုနေနဲ့သွားတာပေါ့နော်။နောက်ဆိုဖြစ်ဖြစ်ပြီးချင်းနောက်ရက်ကိုကျွန်တော်တို့သွားတယ်။သွားတဲ့အခါမှာငါတို့နောက်တဲ့ထက်လုတဲ့ထဲမှာပါသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့ပေါ့နော်။အဲအဲ့တွေ့တွေ့မိတဲ့အခါမှာလည်းကျွန်တော်တို့ကျွန်တော်မှဟိုကျွန်တော်နုပညာသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ချစ်တဲ့ခင်တဲ့သူတွေရှိတာပေါ့နော်။အဲ့ရှိတဲ့အနှဲငယ်လေးတွေကကျွန်တော်တို့ကိုယုံကြည်မှုတစ်ခုနဲ့လမ်းလှမ်းပြီးလှူပေးကြတယ် ကျွန်တော်တို့လှူပေးရတာလည်းပီတီလည်းဖြစ်တယ်အားလည်းရတယ်ကြည်လည်းကြည်နေတယ်ဒီအလုပ်ကလေးကိုလည်းဟိုမျက်နှာမိတယ်ပေါ့နော်မျက်နှာမိရတော့သွားလှူတယ်အဲ့တော့ကျွန်တော်ရင်တော့ဆိုရင်တော့လုံးနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်တယောက်တည်းဒီမှာယုံနေရအခုကကျွန်တော်ဟိုဆိုကျွန်တော်ဆိုင်ကလေးလေးဖွင့်ထားပြီးဖြစ်တဲ့အတွက်ဖေးလို့မေးလို့လည်းဒီဇိုင်းကကျွေးလို့ရတယ်အဲလုံးနိုင်ပြီဖြစ်တော့ကျွန်တော်ရှေ့ကိုသွားလို့ရတယ်လွတ်လွတ်လပ်လပ်အဲ့တော့ကျွန်တော်ဘာပဲဖြစ်ဖြစ်ပြဿနာမရှိဘူးဟောအဲ့လိုထိတ်လန့်မှုနဲ့ကျွန်တော်သွားလိုက်တယ်သွားလိုက်ပြီးဟိုရောက်တဲ့အခါမှာကျွန်တော်ကျွန်တော်ထင်ထားတာတည်းပို့ပြီးတော့ အခြေအနေတွေဆိုးတယ်ပေါ့နော်အဲအဲ့လိုမျိုးဒီတိုက်တွေပြိုနေတာလေကျွန်တော်တို့မျက်မြင်ကိုတွေ့မြင်ခဲ့ရတယ်အာပြီးရင်အဲ့အောက်မှာပြိနေတဲ့လူတွေကိုမထုတ်ရသေးတာမျိုးချက်ကျွန်တော်တို့ရောက်သွားတဲ့ချက်ချင်းဆိုတော့မထုတ်ရသေးတာမျိုးတွေရှိတယ်အနက်နေထွက်နေတာမျိုးတွေရှိတယ်အဲအဲ့ဒါမှမှဘေးရနေပြီးတော့ဒီပျက်စီးဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်တွေရဲ့ပိုင်ရှင်တွေသူတို့အိမ်တောင်စုရဲ့ပိုင်ရှင်တွေကနေပြီးတော့ဒီဟာလေးတွေပေါ်ပေါ်ရင်သူတို့ရဲ့ပိုင်ဟို တည်သွားတဲ့လူတွေထွက်လာမဲ့ဟာကိုသူစောင့်နေရတဲ့လူတွေရှိတယ်။အဲ့ဒီမြင်ကွင်းတွေကျွန်တော်တို့ဆိုရင်ဒါစကားတောင်အဲ့နေရအဲ့လိုမျိုးပြောဖို့စွန့်အားတယ်ပေါ့နော်။ဘာလို့ဆိုကိုကိုယ်တိုင်ခံစားကြည့်ဖို့တောင်မှမလွယ်တဲ့အခြေအနေမျိုးအချို့ဆိုရင်တမိသားစုတွေမှာ9ယောက်ရှိတာကို10ယောက်သလုံးပါသွားတာမျိုးအဲဒါမျိုးဆိုရင်ဒါတကယ်ကိုခံစားရတဲ့ဟာမျိုးအဲပြီးရင်ဘုန်းကြီးအကြောင်းမှာဆိုလဲအဲ့လိုမျိုးပဲပြီးရင်တီလာရှင်အကြောင်းမှာဆိုလဲအဲ့လိုမျိုးပဲအာတီလာရှင်အကြောင်းမှာဆို သွားကြည့်တဲ့ခါတော့ကတိုက်အဲ့ကြိုနေတဲ့ဂျားလေးနဲ့လှမ်းကြည့်တဲ့ခါမှာခန္ဓာကိုယ်ကြီးကဖောင်းအဲ့လိုလက်မောင်းကြီးတို့လည်းဖောင်းပြီးတော့အဲ့လိုလူရောမလဲလီဘူပေါင်းကြီးလိုပြောဖြစ်နေတာဗျာအဲ့အမျိုးကြီးတွေ့ခဲ့ရတယ်အနက်နေရထွက်အဲ့မှာလူကောင်ကြီးတွေပေါ့နော်အဲ့လိုကြီးပေါ်လာတာမျိုးကြီးကျွန်တော်တို့ကိုယ်တိုင်မြင်ခဲ့ရတယ်အဲ့အချိန်မှာမြင်ခဲ့ရတဲ့ခါမှာဒီလိုမျိုးလောက်တာကငါတို့ဆက်ပြီးလုတ်တဲ့နယ် こうや、こうやじゃない。ゴーヤじゃあ、ビオジの、お ပြန်လာတယ်ပြန်လာပြီးတော့နောက်ရက်ကိုကျွန်တော်အိမ်မှာလူလူပစ္စည်းတွေရောက်နေတာပေါ့အဲ့ပစ္စည်းတွေကျွန်တော်ယူပြီးတော့နောက်ရက်ပြန်မယ်ပေါ့ဘာလို့ပြန်မယ်ဆိုတော့ကျွန်တော်ကစနေနေ့မှာကျွန်တော်ဒီ fresh show ရှိတာကိုအဲ့တော့ချက်ချင်းပြန်မယ်စတရနေ့မှာကျွန်တော်ပြန်လာမယ်လို့ဆုံးဖြတ်တာဒါပေမဲ့ဒီဆယ်ရက်နေ့ကိုပြောင်းလိုက်တဲ့အတွက်ကျွန်တော်ဒီနေ့ထိကျွန်တော်ဒီမှာပဲနေလိုက်ပြီးတော့မနေ့ပြန်မနေ့စတရနေ့မနေ့ဆိုကျွန်တော်တို့ပြန်သွားမယ်စိတ်ပင်ပန်းလူပင်ပန်းတော့မဖြစ်ပါဘူးကျွန်တော်တို့ကကျင်းတဲ့တယ်ကျွန်တော်ရှေ့မှာတော့အခုကျွန်တော် အသက်ရွယ်အခုရောက်နေတဲ့အသက်ရွယ်အထိကျွန်တော်ရှေ့မှာနေခဲ့တုန်းကကိုလိုဘားနဲ့ကိုပဲနေခဲ့ကြတာဗျာငါတို့ဗာပြစ်ချင်တယ်ငါအောင်မြင်ချင်တယ်ငါပတ်စံရှိချင်တယ်ဒါမျိုးတွေနဲ့ပဲကျွန်တော်နေခဲ့တာအဲ့နှစ်တွေအကုန်လုံးတက်ဆိုင်အခုသွားခဲ့တဲ့ရှေ့ရသွားခဲ့တဲ့ကိုရက်ကကျွန်တော်တန်ဖိုးရှိတယ်လို့ကျွန်တော်ခံစားရတယ်ဟုတ်အပထမဆုံးလုံးဝပထမဆုံးပေါ့အရင်တုန်းကဆိုကျွန်တော်ဟိုအလှငွေပဲကျွန်တော်ကအဲ့လိုသွားလှမ်းပြီးထည့်ပြီးထည့်ပြစ်တာပေါ့နော်ကိုကိုတိုင်းနဲ့ဒါလည်း ဒါလည်းကျွန်တော်ကျွန်တော်ကံလို့ပြောရမယ်ကျွန်တော်အဲ့ဖြစ်ဖြစ်ချင်းနေရနောက်ရက်ကိုကျွန်တော်ကအလူငွေသွတ်ထဲမလို့လုတ်တဲ့အချိန်မှာလမ်းမှာအာကိုတင်ဘိုးပေါ့နော်ငွေဘိုးရင်တင်ထားတာ၃ရက်နေသွားမယ်အဲ၃နိုင်သွားမယ်တဲ့အဲ့ဒါကျွန်တော်ဖုန်းလဲဆက်ကြည့်တယ်အခုသွားမှာလားဆိုတော့သွားမှာတဲ့ကျွန်တော်သွားပြီထင်နေတာ၄နိုင်လောက်ကိုကျွန်တော်ဆက်လိုက်တော့အမသွားသေးဘူးတော့အမသွားသေးရင်ကျွန်တော်လိုက်မှာအဲသူကလည်းလိုက်ခဲ့ညီလေးတဲ့အဲ့ဒါနဲ့ဇန်ရင်းနဲ့ကျွန်တော်ပါတဲ့လူငွေလေးနဲ့တင်သွားရင်းနဲ့ဟိုရောက်တော့ လှမ်းလှူတဲ့လူတွေရှိရတယ်ကျွန်တော်ဆက်နေပြတော့တာအဲ့မှာအဲတချို့ကတော့ကျွန်တော်တို့ကိုမြင်လို့လည်းမပြောနိုင်ဘူးဗျ။ဘာလို့ဆိုသူတို့ခံစားနေရတဲ့ခံစားချက်ကကျွန်တော်တို့ကိုမြင်လို့တောင်မှဟိုပျော်ရွှင်ရမယ့်ဟာတောင်မေ့နေလိုက်ခံစားချက်မျိုးအဲတချို့ကျတော့လေခုနလူမျိုးဟိုကျွန်တော်တို့ကိုမြင်လို့ခဏလေးတဖြုတ်အတိလွတ်ပြီးတော့ပျော်သွားတာမျိုးရှိတယ်။အဲ့လိုပျော်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ကကုသိုလ်နှစ်ခုတော့ရတာပေါ့နော်။ကို တွေ့လိုက်တဲ့အခါမှာတို့ရဲ့ပျော်ရွှင်မှုလေးတွေဖြစ်သွားတဲ့အတွက်ကျွန်တော် PD ဖြစ်တယ်အဲ့ဒီအတွက်လည်းကျင့်တဲ့ဟိုပျော်ရွှင်မှုတော့မင်းနေတဲ့လူတွေကြောင့်လည်းကျွန်တော်တို့ကပို့ပြီးတော့လေးထားပေးရတယ်နှစ်သိမ့်ပေးရတယ်အဲ့ဒါကျွန်တော်တို့ရဲ့ဒီမှာကြုံခဲ့ရတဲ့အမှတ်တရပါဟုတ်ကျွန်တော်တို့ကအမှန်တမ်းပြောရင် လူဆိုတော့ ကိုကိုတိုင်းမခံစားရင်တိတ်ပြီးတော့ဘာမှဖြစ်ဘူးပေါ့နော်ဒါပေမဲ့လေအဲ့အနီးနားရောက်သွားတဲ့ခါမှာကျတော့ကျွန်တော်အဲ့လိုမျိုးဟိုဝမ်းနေပြီးလိုက်ငိုဖို့ထက်ကိုလူကြီးကဥတူတူကြီးဖြစ်နေရဗျာတိလားခံစားရတာကြီးကအဲ့လိုမျိုးနှထင်ကြီးတွေထူပြီးတော့သူတို့ဘာလုပ်ပေးနိုင်လဲကျွန်တော်အုံနောက်တွေအဲ့အချိန်မှာတခြားအလုပ်တွေသွားလုပ်နေဘာလုပ်တော့ဆိုငါဘာလုပ်ပေးရင်ကောင်းမလဲဒီအရင်းနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်ပြီးတော့ကျွန်တော်ပြန်ပြင်လို့မရအောင်အဲ့တော့ သူပျော်သွားအောင်ဘာလုပ်ပေးရမလဲသူစိတ်ချမ်းသာသွားအောင်ဘာလုပ်ပေးရမလဲသူတို့မှလိုအပ်နေတာဘာလဲဆိုတော့ကျွန်တော်ကဘာ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 ဆိုသွားပြီးပြန်စင်းလာရတာမြန်မြန်အဲ့မှာတငယ်ချင်းတွေတိုင်မြင်ဒီခြေထောက်တွေလက်တွေပြက်သွားတဲ့သူတွေဆိုရင်ငါတို့ဘလောက်ထိထိရအောင်ငါတို့လုပ်ပေးနိုင်မလဲဒီပေးထားတဲ့အလူငွေနဲ့အဲ့တာမန်ထိခိုက်တဲ့လူဆိုရင်ရောထိခိုက်တာက तू ကမထိခိုက်ပေမဲ့ तू အိမ်သားတွေကဘယ်သူမနေရောက်ပါသွားတာလေအဲ့အဲ့အမျိုးတွေကျွန်တော်တို့ကသွားစဉ်းစားပြီးမှ စီရရဆုံးဖြတ်ပြီးမှဒီဟာလေးဆိုရင်တော့ဒီလောက်တော့ငါတို့ပေးမယ်ကျွန်တော်ကတဦးတည်းမဟုတ်ဗျာကျွန်တော်ကမှကျွန်တော်ကိုလူထားတဲ့အလုံးပဲကျွန်တော်က တက်တက်ငွေပိုးရင်ကိုလူထားတဲ့အလုံးပဲတက်တက်ပိုးဘက်မှာစီတူဝင်းတို့လူထားတာတက်တက်ဖလန်တွေဘက်ကတက်တက်ဆိုအဲ့ဒါဒီအားလုံးပေါင်းလိုက်လို့ရှင်ငါကဘယ်လောက်လူမဲအကူကဘယ်လောက်လူမဲအကူကဘယ်လောက်လူမဲအဲ့ဒါပေါင်းလိုက်လို့ရှင်ဒီလူကိုဘယ်လောက်ထိရောက်မလဲအဲကျွန်တော်အဲ့လူတွေတွေးပြီးမှဆုံးဖြတ်ချက်ချတဲ့အတွက်ကျွန်တော်နိုင်တဲ့ဘက်ကတော့နိုင်တဲ့လောက်တော့လုတ်ပေးနိုင်ခဲ့တယ်ရှင်းဤတိုင်းမှာပဲကျွန်တော်တို့လုံမှာ ိုကိုကိုတိုင်တော့တခြားလေးသွားမယ်ပေါ့ဗျာသွားပြီးတော့ဟိုပြောအပြောထက်ဆိုင်ပေါ့နော်ကျွန်တော်တို့တခြားလေးတခြားလေးသွားပြီးမှပဲတည်ရမှာအဲအဲ့နေရာကြီးကကျွန်တော်တို့တွင်ကဟိုမရောက်ဘူးသေးတဲ့နေရာဖြစ်တဲ့အတွက်အဲ့ကြမှာပဲကျွန်တော်လည်းအတွေ့အကြုံမြင်ရမှာပေါ့နော်ဟုတ်အဲ့ဒါအဲ့လိုမျိုးကျွန်တော်တို့ကရိုက်ပြီးတော့တယောက်ချင်းစီမေးပြီးတော့လှူတဲ့အကြောင်းရင်းကတော့အဓိကလူရှင်နေပြန်မြင်ဖို့ပါပဲ လူရှင်တွေပြန်မြင်ဖို့ပေါ့နော်အဓိကအကြောင်းရအဲ့လိုမြင်မှအလူရှင်တွေပြန်မြင်မှလေဒီလူတွေကိုကျွန်တော်တို့သူတို့လိုက်တဲ့ငွေတွေကဘေးကိုရောက်သွားတယ်ဆိုတာကိုသိရမှာကျွန်တော်တို့သွားတဲ့ဒေတာအကုန်လုံးကဗျမ်းကိုစီးစစ်နေကြတယ်အလူတန်းကိုလုတ်တဲ့ခါမှာလေသူတို့ဘက်ကနေစီးစစ်နေကြကြနဲ့ယူပေးတယ်အတွက်ကျွန်တော်တို့တော့မကြုံခဲ့ရဘူးဗျအဲ့အတွက်အဲ့ဒီတဲ့င်းကိုတော့ကျွန်တော်လည်းအမပြောမှပဲသိတာဖြစ်တဲ့အတွက်ကျွန်တော်တကယ်မသိပါဘူး ဟုတ်ကျွန်တော်တို့ကကျွန်တော်တို့လူငယ်တွေအနေနဲ့ဟိုကိုခံစားချက်အတိုင်းဆိုတာရောပါတယ်နောက်တစ်ခုကကျွန်တော်တို့မှာကိုပိုင်ပတ်စံမဟုတ်ဘူးဒီအလှရှင်ရဲ့ပတ်စံဖြစ်တဲ့အတွက်သူတို့မြင်အောင်လေကျွန်တော်တို့ဟိုသူတို့မြင်အောင်ကျွန်တော်ဗီဒီယိုပြန်ရိုက်တင်ရတာရှိတယ်နောက်တစ်ခုကဟိုကိုပစံလိုပဲသဘောထားပြီးတော့တကယ်ဥမာပြသမင်းစားပြီးသားလို့သမင်းစားအောင်လို့စားအောင်မလားဆိုတာထက်တကယ်သမင်းစားနေတဲ့သူကိုကြွေးဖို့ဟာပို့ပြီးတော့ လိုအပ်မယ်ထင်လို့ကျွန်တော်တို့အဲ့လိုမျိုးလူငယ်စိတ်လေးနဲ့ကျွန်တော်တို့ဟိုကိုမှန်မယ်ထင်တာလေးတွေလုပ်ခဲ့တာပါဘယ်လိုမျိုးကျွန်တော်တို့လုပ်တဲ့ဟာတွေကကြည်မှန်နေတာမဟုတ်ပါဘူးအကုန်လုံးကတော့လူတွေလိုက်လူပေးတဲ့သူတွေအကုန်လုံးကတော့မှန်ပါတယ်ဟုတ်အဲ့ဒါကျတော့လေကျွန်တော်ကျွန်တော်တို့ကတကယ်သွားပြီးတော့ကြည်ပြီးမှတကယ်အဲ့နေရာကိုမြင်နေပြီဆိုတော့ဆုံးဖြတ်ချက်ကချလို့ရပြီလေဟုတ်အဲ့ဒါကျတော့လေလူဆိုတာတိမ်မျိုးကြီးပဲလေတစ်ခုမဟုတ်နဲ့တစ်ခုနဲ့တော့တိမ်ပါပဲအဲ့ဒါကိုကျွန်တော်က ကျွန်တော်တို့ကဟိုဘယ်လိုဘယ်လိုလုပ်ရမလဲဆိုတော့မတိခင်မှာမတိခင်မှာခုနရှေ့မှာကျွန်တော်ပြောခဲ့သလိုပါပဲနှစ်ပေါင်းများစွာကျွန်တော်နေခဲ့တဲ့ဟာကိုစိတ်နဲ့ကိုလောဘနဲ့ကိုနေခဲ့တာဖြစ်တဲ့အတွက်အခုကိုရင်းနဲ့အဲ့ရှေ့ရနေခဲ့တဲ့ဟာတဲ့ဆိုင်ဒါလူဖြစ်ရချိုးပိုနဲ့တယ်လို့ကျွန်တော်မြင်သွားတာပေါ့နော်အဲ့တော့ဒီကောင်းတာကိုလုပ်ဖို့ပို့ပြီးတော့စဉ်းစားမိလာတယ်ပေါ့အခုဒီစကားကိုလည်းကျွန်တော်တို့ကနစ္စန်တေးနေမှာပြသမှာမဟုတ်တော့ဘဲနဲ့နောက်ထပ် ရက်ရွှေ့လိုက်တယ်အဲ့ရွှေ့တဲ့ရက်ကလည်းဒီလူကြီးတွေကျွန်တော်တို့ production ကလူကြီးတွေဘယ်လိုတတ်မှတ်မလဲဘယ်လိုပြန်ပြီးတော့ပြသခွင့်ရမလဲဆိုတော့သူတို့ပြန်ပြောမှကျွန်တော်တို့လည်းသိရမှာဖြစ်တဲ့အတွက်အဲ့ချိန်ကျရင်လည်းဒီငလင်ဘေးတင်နဲ့နေရာတွေဒေသတွေမှာဘယ်လိုမျိုး နေထားရှိနေပြီလဲဆိုတော့ကျွန်တော်တို့လည်းမသိနိုင်ဘူးအဲ့ချိန်ကြရင်ရှိနေတဲ့အနေထားပေါ်မူတည်ပြန်လဲထူတောင်းရင်းလဲဖြစ်ချင်းဖြစ်နေမယ်အဲ့ဒါပေါ်မူတည်ပြီးတော့ဒီကပြတ်တမှုရတဲ့ညဆွေးရဲ့တရားရဂိုင်းလုံးလုံးကိုအခုလိုမျိုးလှူဒန်းသွားမယ်ဆိုတော့လေကျွန်တော်တို့ rotation ကနေပြောထားတဲ့အတွက်ကျွန်တော်သိရပါတယ်ဟုတ်ကျေးဇူးပါ